ကဲကျွန်တော်တို့ရင်ကုန်ပြောရှင်ဒါတော့ဗီဒီယိုကြည့်ရှုအားပေးကြတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်တို့ဗုဒ္ဓဘုရားသမီးတွေအတွက်လမ်းညွှန်ဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့29မှာ9ရက် AB လ2025တနင်္ဂနွေနေ့ကနေပြီးတော့3ရက်မေလ2025စနေနေ့ထိတပတ်တာအတွင်းကျွန်တော်တို့ဗုဒ္ဓဘုရားသမီးတွေကန့်ကြမှာကိုလမ်းညွှန်ဟောကြားပေးတော့မှာဖြစ်ပါတယ် ဗုဒ္ဓဘုရားသမီးတွေအနေနဲ့ဒီတစ်ပတ်မှာဆိုတော့အထီးကျန်စံတတ်တယ်တကွေတကာရဖြစ်သွားတတ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်တန်းတန်းစင်ရှိသောသူချစ်သောသူတွေနဲ့ခိတ္တယာယီကွဲကွာတာမျိုးတွေအဆက်အသွယ်ပြတ်တောက်တာမျိုးတွေဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ချစ်သူကြီးစားအိမ်တော်ဘက်မေတ္တာကြီးကိစ္စတွေနဲ့ပတ်သက်ရင်တော့အဲ့ဒါခိတ္တအကြောင်းကြောင်းကြောင်းနဲ့ခိတ္တကွဲကွာနေရတာအဆက်အသွယ်ပြတ်တောက်နေရတာသူတို့နားလည်မှုတွေလွဲတာမမျော်လင့်မဲနဲ့တယောက်နဲ့တယောက်မကြည်မလင်းဟုတ်လားအထင်းငော့တွေဖြစ်တာမျိုးတွေ ဖြစ်တတ်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုဟာကိုယ့်ရဲ့လုပ်ငန်းကြောင့်ဖြစ်စေကိုယ့်ဘဝရည်ရချက်ကြောင့်သို့မဟုတ်ကိုယ့်ရဲ့အရေးကြီးအခြားသောကိစ္စကြောင့်သို့မဟုတ်တစုံတယောက်သောအစုံတယောက်သော သူတစုံတယောက်သော အကြောင်းအရာကြောင့်အဲကိုဟာအဲလက်ရှိရှိနေတဲ့အခြေအနေကနေအခြေအနေတစ်ခုပြောင်းလဲတာမျိုးတွေဖြစ်တတ်တယ်။တရားရီဟာကောင်းတယ်ပေါ့။အလဲပြောင်းအပြောင်းလဲတွေဖြစ်လာရင်ဒီတစ်ပတ်မှာအလွန်ကောင်းတယ်လို့ပြောလို့ရတဲ့တစ်ပတ်တာဖြစ်ပါတယ်။ အဲ့ဒါအလုံနေရာပြောင်းတာအိမ်နေရာထိုင်ခင်းပြောင်းတာဆိုတာမျိုးတွေယာရုတာဝင်ပြောင်းတာမျိုးတွေကြုံရတတ်တယ်အလုံးကန်ကောင်းတယ်အကောင်းသောပြောင်းလဲခြင်းသာဖြစ်တယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ကိုကကိုကိုအလင်းပြမဲ့သူကိုကိုအကြံဉာဏ်ကောင်းတွေပေးမဲ့သူမျိုးတွေ ਨੇ တွေ့တတ်တယ်အဲ့တော့ကိုရေးကြီးကိစ္စလုပ်မယ်ဆိုရင်တက်တည်နားလဲတဲ့ပုံကိုယ်တွေ ਨੇ တိုင်မင်နှီးနှောပြီးတော့လုပ်ရင်ပို့ပြီးတော့ကောင်းတယ်ကို့မှာအထောက်ပံ့ဆိုတာမျိုးတွေရတတ်တယ် နော်အောက်လက်ငယ်သားရဲ့အကူအညီတွေရတာမျိုးတပ်ငယ်သောသူတွေရဲ့အကူအညီအထောက်ပံ့ကိုနှုတ်ယူဆောင်ပါခြင်းလက်ယူဆောင်ပါခြင်းဖြင့်ရတာမျိုးတွေကြုံရတတ်တယ်ကိုဖြစ်ကျင်တာကိုဒီကျောမှာတဲတဲမဲမဲဇွဲကောင်းကောင်းနဲ့ကြိုးစားမယ်ဆိုရင်ဖြစ်ကိုဖြစ်နိုင်တယ်ရောက်ရနိုင်တယ်ဆိုတော့တပတ်တာကာလာမျိုး ဖြစ်ပါတယ်အလားတူပဲဒီတပတ်တာမှာကောင်းသောခီးတွေကြုံရမယ်ပေါ့နော်အဲ့တော့အကျိုးရှိတဲ့ခီးတွေတွားရတတ်တယ်အဲ့ဒါကိုဟာအခက်ခဲတွေတွေ့တော်ညာလဲအဲ့အခက်ခဲကိုဇွဲမလျှော့ပဲကြိုးစားရင်နောက်ဆုံးအောင်မြင်မှုနဲ့တွေ့မယ်ဆိုတော့ တပတ်တာကာလာမျိုးဖြစ်ပါတယ်။အဲ့တော့ဒီတပတ်မှာကိုဟာအရေးကြီးတဲ့ခီးစဉ်ကိစ္စတွေလှုပ်ချင်းပြအောင်မြင်မယ်။ကောင်းသောခီးစဉ်တွေရှိတယ်ပေါ့။ဒီတော့မှာကိုလှုပ်တဲ့အလုပ်တွေဟာအစပိုင်းမှာအနေငယ်ခက်ခဲသလိုနောက်ပိုင်းမှာလွယ်ကူပြီးတော့အောင်မြင်မဲ့တပတ်တာလို့ပြောလို့ရပါတယ်။ကျမရင်းနဲ့ပတ်သက်လိုက်ရင်တော့မျက်စိကြည့်မကောင်းတာဇက်ကြောတတာခေါင်းမူးတာဇက်ကြောထိုးတာဟဲ့လား။နော်အဲအဲ့ဒါအဲ့ဒါမျိုးလေးတွေပေါ့ကျမရင်းနဲ့ပတ်သက်ဖြစ်တတ်တယ်ပေါ့နော်အဲအမြင်မကြည်လင်တာမျိုးလေးတွေ ဖြစ်တတ်တယ်ဆိုတာမျိုးလေးတွေဖြစ်ပါတယ်အဲ့တော့ကျမ်းမာရင်လည်းပတ်သက်ရင်တော့အရင်ဆိုးဝါးစွာခြူချန်တဲ့သဘောမှမရှိဘူးပတ်စံနဲ့ပတ်သက်ရင်တော့ရလိုက်ကုန်လိုက်ဆိုတာမျိုးပါပဲအဲတစ်ဖက်ကလည်းဝင်မယ်တစ်ဖက်ကလည်းကုန်မယ်ဆိုတဲ့အခြေအနေမျိုးပါပဲအဲ့တော့ငွေချင်းနဲ့ပတ်သက်ရင်ငွေချင်းဟလာမရတာဟလာရနေတာကြီးပဲမဟုတ်ပါဘူးဝင်ငွေထွက်ငွေမြတ်တာပြီးသူကသူတော့လေပတ်နိုင်တဲ့တပတ်တာလို့ပြောလို့ရပါတယ် ဒီတော့မှာအကောင်းဆုံးကတော့လောက်ကန်အကြံစီငွေကြေးအကြံစီတွေကိုအကောင်းတယ်ဖို့လှုပ်ဆောင်ခြင်းဖြင့်အောင်မြင်မယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အရေးကြီးတဲ့ငွေကြေးကိစ္စအလောက်ကန်ကိစ္စတွေကိုလှုပ်မယ်ဆိုရင်ဒီတပတ်တာမှာလှုပ်တင်တဲ့တပတ်တာဖြစ်ပါတယ်ကိုပိုင်လုံငန်းအယောင်းဝယ်လုပ်တဲ့မိတ်ဆွေတွေအလွန်ကန်ကောင်းတဲ့တပတ်တာဖြစ်ပါတယ်ကိုပိုင်လုံငန်းတွေတိုးတက်မှုတွေရှိမယ်အယောင်းဝယ်တွေကလည်းဒီတက်မကအကျိုးမြတ်တွေရပြီးတော့တက်လာလာမယ်ဆိုတဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဘာလို့ပဲလှုပ်လို့အစပိုင်းမှာတော့အနည်းငယ်စိတ်ညစ်ရပါမယ်နောက်ပိုင်းညသူ့အတူစိတ်ချမ်းသာပြီးပျော်ရွှင်သွားမယ်အစီအပြီးအောင်မြင်သွားမယ်ဆိုတဲ့တပတ်တာကာလာမျိုးလဲဖြစ်ပါတယ် အဲ့ဒါဒီတော့ဆိုင်ကနာယုံငန်းတစ်တွေဖွင့်မယ်ဟာလာအလုပ်သွားရောက်မယ်အင်တာဗျူးဖြေမယ်အရေးကြီးတဲ့ကိစ္စတွေစီမံဆောင်ရမယ်ဆိုလုတ်တင်တယ်ကံကောင်းတဲ့တပတ်တာဖြစ်ပါတယ်လုတ်ပါအဲ့တော့ဒီတော့မှအစပိုင်းမှာတော့ကိုဟာဟာလာအပြစ်တင်ပြောဆိုခံရတာဝေဖန်ခံရတာနားလည်မှုလွဲတာဟာလာအစပိုင်းမှာအခက်ခဲတွေ့တာပူပန်စရာတွေ့တာမျိုးတွေကြုံရတော့ညာလဲအနောက်ပိုင်းကျရင်ကိုဇွဲမလျှော့ပဲလုတ်ရင်းလုတ်ရင်းနဲ့ကိုဘက်မှာအตาရပြီးပျော်ရွှင်ကံကောင်းလာမယ်ဟာလာစိတ်ချမ်းသာမယ်တပတ်တာဖြစ်တော့ပြောင်းလဲသွားမှာဖြစ်ပါတယ် ဲ့တော့ဒီတော့မှာကိုကကံကောင်းနေပါတယ်သို့တညာလည်းအခက်ခဲတွေ့တတ်တယ်ဇွဲမလျှော့ပါနဲ့ကိုဖြစ်ကျင်တာကိုဒီဇိုင်းမမတ်ဇွဲကောင်းစွာနဲ့လုပ်မယ်ဆိုရင်အောင်မြင်နိုင်တဲ့တပတ်တာဖြစ်ပါတယ်အဲ့တော့ဒီတော့မှာဆိုရင်တော့ဟာလာကံကောင်းလက်ရှင်ကဏ္ဍအနေနဲ့နှစ်ကဏ္ဍတစ်ကဏ္ဍမှာအကျိုးပေးတဲ့အရောင်ကတော့ဒီတော့တာမှာကျင်းနေအောင်မှာဘုရဘုသာသမီးမိတ်ဆွေများအတွက်ပါ